ဒီကတော့ကျွန်တော်ကိုညိုညိုကြီးနဲ့ပို့ပေါ့ပြန်ဆုံနေတယ်အလုပ်လုပ်ချင်တယ်ကျွန်တော်တို့ရှေ့မှာလည်းအများကြီးလုပ်ခဲ့တာကြီးအများကြီးရှိရဆိုတော့အဲအဲ့ဒီအတွက်လည်းကျွန်တော်တို့ကဟိုပေါ့နော်ဒီအဲ့ဒီရဲ့ vibe လေးကိုလည်းကျွန်တော်ပြန်လုပ်ချင်တာပေါ့အဲ့ဒါကြောင့်လည်းလုပ်ဖြစ်တာပါအဲ့တော့ကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့အကောင်းဆုံးကျွန်တော်တို့လူပညာသမားဖန်တီးခြင်းတဲ့စိတ်ကတော့ဘယ်တော့မှအိုမတော်ဘူးအဲ့ဒါကတော့ကျွန်တော်ဒါလူပညာသမားတိုင်းရဲ့စိတ်ဆိုတာတော့ကျွန်တော်လက်ခံပါတယ် မြဲတမ်းအဲ့လိုစိန်ခေါ်နေရတဲ့ဟိုခံစားမှုရှိနေတယ်ဆိုတော့ကျွန်တော်ကဘယ်အရာဝမှအားတာရဲဆိုတာမျိုးတော့မရှိပါဘူးအကုန်လုံးက character တိုင်းကကျွန်တော်ကျွန်တော်တို့အတွက်တော့အမြဲတမ်းစိန်ခေါ်မှုတွေရှိနေတာပါကိုကျွန်တော်ပထမဆုံးရိုက်တဲ့အာကိုညိုမင်းနဲ့ပထမဆုံးရိုက်တဲ့ series ပေါ့လေသူနဲ့မစုံတာက တော့ဆယ်နှစ်ကျော်လောက်ရှိပြီဆိုတော့ပြန်ဆုံရတယ်ပေါ့နောက်ဆုံးဆုံခဲ့တာလည်းအဲ့လို trailer horror စကားပါပဲဟိုလူသားများကို6လစေတောင်လူရှိပြီဆိုတော့ကလို့ရှင်ပေါ့ပြီးတော့ဒါပြန်ဆုံတယ်ပေါ့ပြီးတော့ show like နဲ့ show like နဲ့ဒါပထမဆုံး series ပေါ့ဟုတ်အဓိကအကြောင်းနှစ်ချက်ပဲရှိပါတယ်အချက်ကတော့ဟိုညိုကြီးနဲ့ပြန်ပြီးတော့အဲ့လိုလူပညာဖန်တီးမှုမှာပူပေါင်းကျင်တာအဲ့ဒီချက်ပေါ့နော်မဆုံတာကြတော့ဆုံကျင်တာဒီချက်ရယ်နောက်တစ်ချက်ကအဲ့လိုဒီ အဲဒီ horror series လေးကိုလည်းဒါသူ့ရဲ့ universe မှာကိုလည်းဘာတော့တနေရာပါဝင်ပြီးခြင်းနဲ့စိတ်လေးနဲ့နောက်ပြီးတော့ application ကလည်း show like ဆိုတော့ဒီလေးမင်းသားမောင်လို့လည်းဝင်ပြီးတော့ကို support လုပ်ခြင်းနဲ့စိတ်နဲ့အဲ့ပေါ့ဒါကတော့ကြည့်ရရင်တော့ကြည့်ပါဦးပေါ့နော်ကျွန်တော်ပြောရင်တော့ဟိုအရသာပြတ်သွားမှာဆိုပါတယ်ကျွန်တော်ဒီထဲမှာတော့ကျောင်းဆရာတယောက်ဒီ task 6ကိုရောက်လာတယ်ကျွန်တော်က volunteer ကျောင်းဆရာတယောက်အနေနဲ့ပါထားပါတယ် အဲ့တော့ဒါကတော့ तू ကဟိုသဘောတရားကဟိုဘက်နဲ့ချိတ်ဆက်မှုတွေရှိတယ်ဆိုပေမဲ့လည်းကျွန်တော်ကလည်းဒီเจ้าမှလည်းဒါပုံမှန်ရှိနေเจ้าဆရာတယောက်ဟုတ်ပဲနဲ့အပြင်ကနေပြီး volunteer အနေနဲ့ရောက်လာတဲ့เจ้าဆရာပုံစံမျိုးအဲကျွန်တော်ရဲ့ဟိုပေါ့အဲကဏ္ဍရှိနေဆိုတော့ဒီတဲမှာကျွန်တော်ဝင်ပူပေါင်းလိုက်တဲ့သဘောပါပဲငကိုအပိုင်းနေဆိုတော့ကျွန်တော်ချိတ်ဆက်မှုမရှိဘူးပေါ့လေအခင်းနဲ့မဆက်မပြောင်းရှိဟဲ့အဲ့တွေ့ကြတော့ကျွန်တော်တို့ကเจ้าဆစ်မှာတွေ့ရကြတယ်ပြီးတော့တကယ်เจ้าသားကြီးဈားထဲမှာကျွန်တော်ရိုက်ကြတယ်ကျိုးစင်းပြီးဆိုတော့ ဲ့လိုမျိုးလေးကြတော့လေအာဘယ်လိုပုံလဲအာတကယ်အပြင်ကအကြောင်းသားအကြောင်းပတ်ဝန်းကျင်ရဲ့ခံစားမှုရတာပေါ့လေစတင်မဟုတ်တော့ပေါ့နော်အဲ့လိုလေးတော့ရတာပေါ့ဒီကျွန်တော်ပြောရတဲ့ script ဇာညွန်းထားရဲ့ log တွေအကုန်လုံးကလည်းတို့ပြင်ဆင်ပြီးမှပဲဒေသလေးကျွန်တော်တို့ကိုဒါပြောဖို့ဟိုစာရွက်ပေါ်ရောက်လာတာပေါ့လေအဲ့တော့လေအားလုံးအဆင်ပြေပါအဓိက၄ဦး၄သိန်းနဲ့ အဲလေအနည်းအမြန်လေးကတော့ကွာတာပေါ့ဝမ်းသာပါတယ်ဝမ်းသာပါတယ်ဆိုတာဒါကျွန်တော်တို့ကလူငယ်တွေနဲ့ဒါကျွန်တော်တို့ဒီ senior နဲ့ junior အများအလိုပဲတွဲပြီးသွားကြမှာပါဒီ senior လေးတွေလည်းတစင်ကြသူတို့ junior အဲဒီ junior လေးတွေလည်းတစင်က senior အနေနဲ့သူတို့ထပ်ပြီးတော့ဒါ carry on လုပ်အောင်ပါပါအဲ့တော့လေကျွန်တော်တို့အားလုံးဒါဒီလိုပဲအစဉ်ဆက်ကြီးတွားကြအောင်ပါပါအဓိကတော့ကျွန်တော်ကိုညို ယူရီနဲ့ပို့ပေါ့ပြန်ဆုံခြင်းနဲ့အလုပ်လုပ်ခြင်းနဲ့ကျွန်တော်တို့ရှေ့မှာလည်းအများကြီးလုပ်ခဲ့တာကြီးအများကြီးရှိရယ်ဆိုတော့အဲအဲ့ဒီအတွက်လည်းကျွန်တော်တို့ကဟိုပေါ့နော်ဒီအဲ့ဒီရဲ့ vibe လေးကိုလည်းကျွန်တော်ပြန်လုပ်ခြင်းတာပေါ့အဲ့ဒါကြောင့်လည်းလုပ်ဖြစ်တာပါကျွန်တော်ဗီဒီယိုလောကပေါ့နော်ဗီဒီယိုကျုပ်ဆောင်ဗီဒီယိုဇာတ်ကားစရိုက်တွေကပထမအဆုံးဒါရိုက်တာကြီးထဲမှာညို့ကြီးပါတယ်ပေါ့ကျွန်တော်စရိုက်ခဲ့ရတာဒါရိုက်တာဂျီဗီရှင်လို့ပါတယ်ကျော်စောလေးတို့ပါတယ်ဝင်းထွန်းတို့ပါတယ်ဆရာဦးမြင့်တို့ပါတယ်ဒါကကိုညိုမင်းလည်းတို့ပါတယ် ပြောင်းပါအောင်လူပညာသမားဖန်တီးခြင်းတဲ့စိတ်ကတော့ဘယ်တော့မှအိုမသွားဘူးအဲ့ဒါကတော့ကျွန်တော်ဒါလူပညာသမားတိုင်းရဲ့စိတ်ဆိုတာတော့ကျွန်တော်လက်ခံပါတယ်သူလည်းအတိုင်းပါပဲကျွန်တော်တို့ဒီ physical ဘိုင်းကအသက်ကြီးကြီးသွားပြီမဲ့သူတို့ရဲ့စိတ်ထဲကလူပညာဖန်တီးမှုကတော့အများကြီးစမ်းသစ်ပြီးတော့လက်ဆက်နေရဆဲပါပဲဟုတ်ပါတယ်အဲ့တော့လူပညာတခုကဖန်တီးခဲ့လူနဲ့ခံစားတဲ့လူနှုတ်နှစ်ဖက် harmony ဖြစ်မှကျွန်တော်တို့ကအောင်မြင်ကြတာပေါ့အဲ့လိုဖြစ်ဖို့ကလည်း ျွန်တော်တို့ဖန်တီးရလူတွေစူးစမ်းကြရတော့အဲ့တော့အဲ့အလေး rhythm meet နေတာလေးရတယ်ဒါသူအမှုပညာပေါ်မှာသူဖန်တီးရဲ့ဟိုစိတ်လေးနဲ့ပေးသက်ရဲ့ခံစားတဲ့စိတ်လေးနဲ့ဒါဇတ်တူကြရတယ်လို့ကျွန်တော်အဲ့လိုခံစားတော့စင်ပြေပါတယ်ဗျအဲ့လိုတော့မရှိပါဘူးဗျကျွန်တော်တို့ကဖန်တီးနေကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအမြဲတမ်းကိုယ့်ကိုယ်ကိုအမြဲတမ်း challenge လုပ်နေရပါတယ်။အားသာလည်းလုပ်နိုင်တယ်လို့ကအဲတကယ် acting နဲ့ drum dramatic ဖြစ်တဲ့ဟာမျိုးလည်းလုပ်နိုင်ရမှာပေါ့ကိုကိုကိုအမြဲတမ်းအဲ့လိုစိန်ခေါ်နေရတဲ့ဟိုခံစားမှုရှိနေတယ်ဆိုတော့ကျွန်တော်ကဘယ်အရာဝမှအားတာရဲဆိုတာမျိုးတော့မရှိပါဘူးအကုန်လုံးက character တိုင်းကကျွန်တော်ကျွန်တော်တို့အတွက်တော့အမြဲတမ်းစိန်ခေါ်မှုတွေရှိနေတာပါကောင်းကြီး season 2ရိုက်ဖို့ prepare လုပ်နေပါတယ် pre uh pre production ဟိုလုပ်နေပါတယ် ။ဟောအဲ့တော့ကျွန်တော်တို့ကဖန်တီးခဲ့တာကြာလို့အမှုပညာကတုံ့ပညာကြီးအများကြီးကဖန်တီးမှုကကြာတာနှီးတာမြန်တာလည်းမဆိုင်ပါဘူး။ကျွန်တော်တို့ဖန်တီးမှုထားတဲ့အမှုတွေကအများကြီးကပြည့်သက်အတွက်မတင်ဆက်သည်မပေါ်ပြရသည်မဖြောပြရသည်အခုသက်တည်ပါရပါဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ထား6ဆိုရဲဒါ horror series လေးကိုကျွန်တော်တို့ show like application ကနေပြီးတော့ကျွန်တော်ဒီ October 10ရက်နေ့ပေါ့နော်ကျွန်တော်တို့အားလုံးတကဘာလုံးဆို Halloween Day ပေါ့ဒီလိုတရားရင်းများနေ့မှာကျွန်တော်စတင်ပြီးတော့ထုတ်လင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒါ အားလုံးအဲ့ဒီကံသားမှုလေးနဲ့ F5 လေးနဲ့ဒီစကားလေးကိုပုတ်ကုတ်ဖုန်းတွေထဲမှာချိုးလိုက် app လေးကိုတောင်းပြီးတော့ကြည့်စုပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ